်မင်္ဂလာပါရှင်ကျမတို့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါဖတ်ပြပေးခြင်းတဲ့စာအုပ်လေးကတော့ Emilia Earhart ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်ကိုခစ်ခစ်ကဘာသာပြန်ထားပြီးတော့စာပေလောကစာအုပ်တိုက်ကနေထုတ်ဝေထားတာဖြစ်ပါတယ် Emilia ဟာကလေးဘဝအရွယ်တုန်းကသူ့ရဲ့အတောင်ပံတွေကိုဖြန့်ပြီးငှက်တွေလိုပြန်တန်းနိုင်ရင်ဆိုပြီးစိတ်ကူးရင်ရတာကိုနှစ်သက်တယ်သူအသက်ကြီးလာတဲ့အခါလေရင်တရုတ်ပြောက်ပွဲတစ်ခုကိုသွားတယ် လေရင်တွေဟာကောင်းငင်ထက်ကိုပြန်တက်သွားပြီးအမလီယာလေးကို မြေပြင်ပေါ်မှာထားခဲ့တယ်။သူလဲလေရင်တွေနဲ့အတူလိုက်ပါသွားပြီးသူတို့မြင်တွေ့တဲ့မြင်ကွင်းတွေကိုမြင်တွေ့ရဖို့ဆုတောင်းခဲ့တယ်။သူဟာလေရင်ကိုစီးနင်းခွင့်ရတဲ့အခါမှာတော့အရန်ကိုကြိုက်နှစ်တက်သွားတဲ့အတွက်အောက်ကိုပြန်မစင်းလာခြင်းတော့ပါဘူး။အဲ့ဒါကြောင့်အမလီယာဟာလေရင်မောင်းတက်အောင်လေ့လာတော့တယ် လအနေငယ်လောက်လေးကျင့်ပြီးတဲ့အချိန်မှာသူဟာပေ14000အထက်ပြန်တန်းနိုင်တဲ့ပထမဦးဆုံးအမျိုးသမီးဖြစ်လာပါတော့တယ်သူဟာစက်ပြင်ဆရာရဲ့လေရင်မှုရနဲ့အတူအလွန်ကျဲပြောလှတဲ့အတလန်နဲ့သမုတ်တရားကြီးအပေါ်ကိုပြန်တမ်းမှုစ조사ခဲ့တဲ့ပထမဆုံးအမျိုးသမီးလေးဖြစ်ပါတယ်။သူဟာပြန်တမ်းနေတော့မှအောက်မှာတွေ့ရတဲ့ဝီလငါးတွေကိုတောင်လက်ပြနှုတ်ဆက်ခဲ့ပါသေးတယ်။ နိုင်ပေါင်းများစွာကုန်လွန်ပြီးတဲ့အချိန်မှာတော့မြေပြင်အထက်ကိုရောက်လာပါပြီ။ကဘာကြီးကအယန်းကိုသိငယ်နေသလိုပါပဲ။အိမ်တွေနဲ့ကားတွေဟာဆိုအယုတ်လေးတွေအတိုင်းဖြစ်နေတယ်။အမလီယာဟာလေရင်ကိုကိုယ်တိုင်မမောင်းခဲ့တာကြောင့်သူတို့မြေပေါ်ကိုဆက်ရောက်တဲ့အချိန်မှာထင်ပေါ်ကျော်ကြားလာပါတယ်။သူ့ရဲ့ပုံမြင်တွေကကဘာအနှံ့ကလူတွေအပေါ်အတူယူခြင်းစရာ စိတ်ကူးတွေပေးခဲ့ပါတယ်။ အမလီယာကမိန်ကလေးတိုင်းပြန်တမ်းမှုထိုက်တန်တယ်လို့ယူဆတာကြောင့်ရဲရင်နဲ့လေရင်မှု68ရောက်ပါတဲ့အသင်းကိုတီထောင်ခဲ့တယ်။အချိန်အနည်းငယ်အကြာမှာသူဟာအက်တလန်နိတ်သမုတ်တရားကိုတယောက်တည်းဖျက်ပြီးပြန်တမ်းနိုင်ခဲ့တယ်။သူ့ရဲ့အသက်40ပြည့်မွေးနေ့နီးကပ်လာတဲ့အချိန်မှာနောက်ဆုံးစိန်ခေါ်မှုအနေနဲ့ကဘာကိုပတ်ပြီးပြန်တမ်းမှုဆုံးဖြတ်ခဲ့တယ်။တတ်သိရှိတဲ့လမ်းညွန်တယောက်ဟာအမလီယာနဲ့အတူလိုက်ပါလာပါတယ်။သူတို့ဟာမိုင်းတွေအများကြီးပြန်တမ်းကြတယ်။ တမုတ်တရားတွေတောအုပ်တွေအပေါ်သူတို့ခရီးလမ်းကြောင်းမှာခေါင်းတွေထောင်လာတက်တက်တစ်ကလအုပ်တွေရှိရာစဘာနာမြက်ခင်ပြင်တွေအပေါ်တချို့တွေကတော့သူတို့ရဲ့ခရီးဟာယူမိုက်တာပဲလို့ပြောကြတယ်ဒါပေမဲ့အမလီယာဟာထောင်ပေါင်းများစွာသောစွန့်စားခန်းတွေချာမှနေထိုင်ရတာကိုမကြောက်ပါဘူးအဲ့ဒါကြောင့်သူကနှက်ကလေးတစ်ကောင်လိုပဲဘဲမှမတော်နိုင်ခဲ့တဲ့အဝေးဆုံးစီကိုပြန်တန်းနေတတ်ပါတယ်။ဘယ်တော့မှ နောက်ပြန်လဲမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့အမလီယာဟာသူ့ရဲ့အကြံဉာဏ်ကို ကိုရင်လိုက်နာခဲ့လို့ပါတင်တစ်ခုခုကိုလှုပ်ချင်လို့စိတ်ရှိရင်လှုပ်လိုက်ပါတင်ဘဲအခြေအနေထိရောက်နိုင်မလဲဆိုတာတင်မသိနိုင်ပါဘူးအမလီယာအဲဟဟာ20ရာစုပိုင်းရဲ့အထင်ရှားဆုံးအမျိုးသမီးလေယဉ်မှုတစ်ယောက်ပေါ့သူ အသက်20အရွယ်မှာတွေ့ခဲ့တဲ့လေယဉ်တရုတ်ပြပွဲတစ်ခုကြောင့် သူကလေရင်တွေကိုစစိတ်ဝင်စားလာတယ်။များမကြာမီပါပဲလေရင်မူ Frank Ho ကတောင်မှနှစ်ထပ်ပါတဲ့လေရင်ကိုလိုက်ပါစီးနှင်းခွင့်ပေးခဲ့တယ်။အဲ့ဒီအချိန်မှာသူကငါပြန်တန်းရမယ်ဆိုတာငါသိတယ်လို့ရေရွတ်ခဲ့တယ် အမလီယာဟာသင်ကန်းစာတွေတင်ယူပြီးသူ့ရဲ့ပထမဆုံးလေရင်ကိုနောက်6လအကြာမှာဝယ်ယူလိုက်တယ်။သူကပေ14000အထက်ပြန်တန်းတဲ့ကမ္ဘာပထမဆုံးအမျိုးသမီးအနေနဲ့စံချိန်တင်မှုအဲ့ဒီလေရင်ကိုအသုံးပြုခဲ့တယ်။သူဟာအတ္တလနဲ့သမုတ်တရားအပေါ်ကိုပြန်တန်းတဲ့ပထမဆုံးအမျိုးသမီးပါ။ပထမတော့ဆက်ပြင်းစရာရဲ့လေရင်မှုရဲ့နဲ့အတူပေါ့။နောက်တော့အသူတယောက်တည်းပြန်တန်းခဲ့တယ်။ 1929ခုနှစ်မှာ99လို့ခေါ်တဲ့အမျိုးသမီးလေရင်မှုတွေကို ထောက်ခံအားပေးတဲ့အဖွဲ့အစည်းရဲ့ပထမဆုံးဥက္ကဋ္ဌဖြစ်လာတယ်1935ခုနှစ်မှာပစိဖိတ်သမုတ်တရာကိုတဦးရဲပထမဆုံးဖျက်ပြီးပြန်တန်းသူဖြစ်လာတယ် အမလီယာဟာစွန်စားခင်အစ်စ်တွေကိုအမဲလူလာသူဖြစ်တယ်1939ခုနှစ်မှာတော့စုစုပေါင်း2900မိုင်လောက်ရှိတဲ့ကမ္ဘာတစ်ပတ်ကိုပတ်ပြီးပြန်တမ်းမှုစူးစမ်းခဲ့တယ်ဇူလိုင်လ2ရက်နေ့မှာပစိဖိတ်အလယ်မှာရှိတဲ့ဟိုလန်ကျွန်းကိုစိုက်ဖို့သွားနေစဉ်သူကဂတ်စကုန်နေပြီလို့လှမ်းပြီးအကြောင်းကြားပါတယ်။မကြခင်မှာပဲလေရင်ကနေအဆက်အသွယ်အားလုံးရပ်ဆိုင်းသွားတယ်။ကယ်ဆယ်ရေးတွေအများအပြားစူးစမ်းအထောက်ခဲ့ကြပေမဲ့အမလီယာနဲ့သူ့ရဲ့လေရင်ဟာပျောက်ဆုံးနေခဲ့တယ်။ 1938ခုနှစ်မှာသူ့အတွက်အထိမ်းအမှတ်အနေနဲ့ဟိုလန်ကျွန်းပေါ်မှာမိပြတဲ့တစ်ခုကိုဆောက်လုပ်ခဲ့ပါတယ်။ယနေ့အချိန်အခါအထိသူ့ရဲ့ရဲရဲမှုဟာတကဘာလုံးအနှက်ထင်ရှားကျော်ကြားပါတယ်။ပုံမြင်လေးကိုနားထောင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။